ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်က၎င်းကိုလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့ပယ်ချက်ထားမှုအပေါ်ပညာစင်စားပေးရန်နဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရန်တင်ကြထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့အညီလှုံ့ဆော်ခြင်းဖြစ်တယ်လို့တုံ့တက်ထားပြီးတော့မဲအောင်လိုင်ရဲ့အဆုံးဖြတ်တာအဓိကလို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလနောက်ပိုင်းမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်မှာအကျွေးတွေပေးရန်ရှိနေတယ်ဆိုတဲ့အချက်ကြောင့် လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့ရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့တတ်တက်ခိုင်ကပြန်လည်ပြီးတော့သူ့ကိုစဉ်းစားပေးရန်မင်းအွန်လိုင်းနဲ့ UEC ဥက္ကဋ္ဌအထံကိုအတနာခန်းစာတင်ထားတယ်လို့သိရပါဗျ။အဲ့ဒီအတနာခန်းစာများကို UEC ဘက်ကပြန်လည်တုံ့တက်စဉ်းစားရမှာဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့အညီဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့တုံ့တက်ထားကြောင်းသိရပါဗျ။အဲ့ဒီတုံ့တက်ချက်များကိုလည်း အကြပ်တ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းထံကိုတင်ပြကြမှာဖြစ်ပြီးတော့မင်းအွန်လိုင်းရဲ့အဆုံးဖြတ်တာအဓိကဖြစ်တယ်လို့ပြောပါတယ်မင်းအွန်လိုင်းကခွင့်ပြုရင်တတ်တခန့်ရွေးကောက်ပွဲမှာပါဝင်ရှင်နိုင်ွင့်ရမှာဖြစ်ပြီးတော့မင်းအွန်လိုင်းက UEC ရဲ့သဘောထားအတိုင်းပဲဆိုပြီးတော့ပြန်ပြီးတော့ဗိုလ်လီဘောပုတ်လိုက်ရင်တော့တတ်တခန့်ကိုကိုယ်စလဲလောင်းအဖြစ်ကနေပယ်ဖြတ်ထားမှုကိုရုတ်သိမ်းရန်မရှိဘူးလို့သိရပါတယ် ်ယူအီစီအဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းသာဖြစ်ပါတယ်ပြဋ္ဌာန်းချက်နဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသက်ချက်ထွက်ထားပါတယ်အဲ့ဒီသုံးသက်ချက်ကိုလည်းမင်းအွန်လိုင်းစီကိုပို့မယ်အကယ်၍မင်းအွန်လိုင်းကယူအီစီရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဝင်ရောက်ဆွတ်ဖက်စရာမရှိဘူးဆိုရင်တော့တတက်ခန့်ရဲ့ကိုယ်စလဲလောင်းပယ်ဖြတ်ထားမှုကဘာမှကိုပြည့်ပြည့်ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူးတတက်ခန့်ရဲ့အတနာခံစားအပေါ်မင်းအွန်လိုင်းကယက်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမှာပေါ့ UEC ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲလို့မှတ်ချက်ပေးလိုက်ရင်တော့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ွက်ရမှာမဟုတ်ပါဘူး။ဒါပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့အကျွေးတွေကမကြည်သေးတော့ဥပဒေနဲ့ကညှိနေစေဖြစ်တာမို့သူရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ွက်မရဖို့ကတေးကြတော့လောက်ဖြစ်နေတယ်လို့အဲ့ဒီအမှုကိစ္စထဲမှာခဲတဲ့ဝင်ဝင်သိရှိနေတယ်။ဒါပြီးတော့ UEC ရွေးကောက်ပွဲကော်မရှင်တရင်ရင်းတွေကရှင်းပြထားပါဗျ။ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်2မှာအညီစရင်တည်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတော်တတ်ခိုင်ဟာတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကကြီးမှာပါတယ်ပြဋ္ဌာန်းချက်နဲ့ညီဆွနေတဲ့အတွက်ကိုယ်စလေလောင်းစရင်ကနေပြီးတော့ပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပါတယ်ကဘာရေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်မှာရှိတဲ့68 residence အင်ယာစီမံကိန်းကိုတတ်တတ်ခိုင်နဲ့သူ့ရဲ့ယောက်ျားလို့ခေါ်ရမလားမိန်းမလို့ခေါ်ရမလားအောင်ကျော်ဝင်းတို့ကကမ္ဘောဇာဗန်ထန်ကနေပြီးတော့ငွေကျပ်ဘီလီယံတရာကျော်